မင်္ဂလာပါရှင်။ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့တင်းစစ်တာလူဝက်ချက်ရရှိနိုင်ရေးစီမံချက်ရေးဆွဲအကောင့်ထဲပေါ်နေတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့နှစ်စဉ်တိုးတက်လာတဲ့လျှက်စစ်တားလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှုအတွက်အမျိုးသားလျှက်စစ်တားရရှိရေးပြည်မစီမံချက်ကို2030အထိရေးဆွဲအကောင့်ထဲပေါ်ခဲ့တယ်လို့လျှက်စစ်စွာရင်ဝင်စည်းဌာနပြည်အောင်စုဝင်းကြီးဦးညံထွန်းကအောက်တိုဘာ26ရက်ကကျင်းပခဲ့တဲ့ဒေအိုမျိုးသားစွာရင်စီမံခန့်ခွဲမှုဌာနနဲ့ International Renewable Energy Agency IRNA တို့ကကြေညာကျင်းပတဲ့စွာရင်အသွင်ကူပြမှုပြည်ပဆိုင်ရာဖိုရမ်2025ကျိုးစုနှစ်ခွန်းဆက်စကားပြောကြရမှာထည့်သွင်း င်းပြောကြားကြောင်းသိရပါတယ်။အဲ့ဒီ forum မှာပြည်အောင်စုဝင်ကြီးဦးညံထွန်းက2030ပြည်နှစ်မှာရေအားလျက်စစ်မပါဝင်တဲ့ပြန်ပြည်မြင်စွမ်းရင်ကဏ္ဍမှာပြည်ရင်းအရှင်းမြစ်တွေနဲ့အကောင့်ထဲပေါ်မဲ့ရေမှချက်မှာ17ရာခိုင်နှုန်း2000မကဝက်ဖြစ်ပြီးလုံလောက်တဲ့နိုင်ငံတကာပံ့ပိုးမှုရရှိပါက19ရာခိုင်နှုန်း 390မဂါဝက်အထိတိုးမြှင့်နိုင်မှုရည်ရွယ်ထားကြောင်းနဲ့2026ခုနှစ်ကနေ2025ခုနှစ်ထိနောက်ထပ်အနည်း20အတွက်စွမ်းရည်အသေးဖွံ့ဖြိုးရေးအစီအစဉ်နဲ့လက်စစ်တာထုတ်လုပ်မှုပုံစံအစ်ကိုလည်းရည်ဆွဲဖို့အစီအစဉ်ဆောင်နေရှိကြောင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လျှက်စစ်တာထုတ်လုပ်မှုမှာ2025ခုနှစ်စက်တင်ဘာလမတိုင်ခင် ကာလအထိရေအားလျှက်စစ်51ရာခိုင်နှုန်း၊နေအောင်ကြီးစွမ်းအင်၄ရာခိုင်နှုန်း တဘာဝကြံဝင်40ရာခိုင်နှုန်းနဲ့ကြောင်မီသွေး200ရာခိုင်နှုန်း၊ဒီဇယ်300ရာခိုင်နှုန်းနဲ့စုစုပေါင်း6359မဂါဝက်ထိရှိခဲ့တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။